မင်္ဂလာပါဒီနေ့တော့စစ်ကောက်မရှင်ရဲ့ထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိတဲ့များခုခံကာကွယ်မယ်လို့မန္တလေး PDF ပြောတဲ့တဲ့အိတ်ကွင်းမှာလီဗာပူးကိုအကိုပြတ်အနိုင်ရပြီးအစ်စ်တစ်ကအာဆနယ်ကိုဆက်လက်ဖိအားပေးနေတဲ့မန်စီးတီးဆိုတဲ့တဲ့ဝက်လက်မှာရွာပက်မီရှုနေတဲ့စစ်ကောက်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး16ဦးသေဆုံးတဲ့တဲ့စားရဖက်တဲ့အဖန်ရဲ့ဒီနေ့နိုဝင်ဘာလ10ရက်နေ့အတွက်နေ့စစ်တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ် ြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ထိတ်ချုပ်ဆိုးမှုထားတဲ့နေမျိုးတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကော်မရှင်တပ်ကိုကိုယ်စွမ်းညံစွမ်းရှိသည်များခုခံကာကွယ်သွားမယ်လို့မန္တလေး PDF ကတင်ထုတ်ပြန်ကြေညာလာပါတယ်လက်ရှိ2025ဒီဇင်ဘာလနဲ့လာမယ့်2026ဇန်နဝါရီလမှာအတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ဆောင်ရွက်နေတဲ့စစ်ကော်မရှင်တပ်ဟာအဲ့ဒီကာလမတိုက်ခင်မှာတာလွန်အင်အားအတုံးပြုပြီးတော်လရေးတပ်တွေထိန်းချုပ်ထားရဒေသတွေကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမန္တလေး PDF စိုးမိုးလှောက်ရှားရဒေတာတွေဖြစ်တဲ့မတရားမျိုးစစ်ကူမျိုးနဲ့တပိတ်ချင်းမျိုးတွေတို့ဟာလည်းစစ်ကော်မရှင်တပ်ရွေးကောက်ပွဲပြုလုပ်ဖို့ရထားတဲ့မျိုးတွေကိုဆင်ရင်မှာပါဝင်နေပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည Premier League ပွဲစဉ်17ရဲ့နောက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ Man City နဲ့ Liverpool ပွဲစဉ်မှာတော့ Man City က3-0နဲ့အနိုင်ရခဲ့ပြီးတော့ဖိတ်ဆုံးက Arsenal အသင်းကို၄မှတ်အကွာနဲ့ဆက်လက်ဖိအားပေးနေပါတယ်။ ပွဲချိန်29မိနစ်အရောက်မှာတော့ဟာလန်ဟာနူးနဲ့ရဖြတ်တင်ဘောကိုခေါင်းတိုက်ပြီးအစုံတက်ခဲ့တာကြောင့်မန်စီးတီအသင်းဦးဆောင်ဂိုးရခဲ့ပြီးတော့ပွဲကစားချိန်ပြည့်လို့အချိန်ပို3မိနစ်အရောက်မှာနီကိုဂွန်ဇာလက်ရဲ့အဝေးကန်ချက်နဲ့မန်စီးတီအသင်းဒုတိယဂိုးရခဲ့ပြီးတော့ပထမအပိုင်းမှာတင်း2-0နဲ့ဦးဆောင်ထားခဲ့ပါတယ်ပွဲချိန်62မိနစ်အရောက်မှာတော့ဒိုဂူရဲ့ area ထဲကနေလလပပကန်တွင်းချက်နဲ့မန်စီးတီအသင်းတတိယဂိုးရရှိခဲ့ပြန်ပါတယ် အဲ့ဒီရလက်ကြောင့် Man City အသင်းဟာရမှတ်22မှတ်နဲ့အမှတ်ပေးစရာထိတ်ဆုံးမှရှိနေတဲ့ Arsenal အသင်းကို၄မှတ်အကွာကနေဆက်လက်ဖိအားပေးနေပါတယ်။စကိုင်းတိုင်းဝက်လက်မြွနဲ့အတွင်းမှာရွာတွေကိုပတ်ပြီးမီးရှို့နေတဲ့စစ်ကော်မရှင်စစ်တောင်းဂျားဖြတ်တိုက်ခိုက်ခံရပြီးတော့အကြအဆုံးတွေနဲ့မြို့ထဲမူလအထိုက်စခန်းကို ပြန်ဝင်သွားတယ်လို့တော်လေရေးတပ်ဖွဲ့တွေထံနေသိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကတည်းကဝက်လက်မြွနဲ့ရွာသားကြီးအထိုက်စခန်းကနေထွက်လာပြီးတော့အနည်းဆုံးကျေးရွာ900ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အင်အား180ခန့်ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုနိုဝင်ဘာလ6ရက်နေ့မှာတော်လည်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကော်မရှင်စစ်ကြောင်းက18ဦးသေဆုံးခဲ့ပြီးတော့တော်လင်ရေးတပ်ဖက်က အကြအဆုံးမရှိပေမဲ့ရဲဘော်2ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာမီးရှို့ဖြစ်စီခံခဲ့ရတဲ့နေအိမ်အရေအတွက်နဲ့ပျက်စီးဆုံးရှုံးမှုတွေဖမ်းဆီးခံခဲ့ရတဲ့တစခန်ရွာသူရွာသားတွေရဲ့အခြေအနေကိုတော့မသိရှိရသေးပါဘူးဒီနေ့နိုဝင်ဘာလ10ရက်ဖရက်အဖန်ရဲ့နေ့စတဲ့တဲ့နဲ့အားကစားတဲ့တဲ့တွေကိုကြားခဲ့ရတာပါကျမအေးနေပါရှင်။